တရုတ်ကောင်းဆောင်ရှီကျင်းဖင်နဲ့ဘရာဇီးကလူးဝစ်အီနာစီ အိုလူလာဒါဆေဗာရို အပါအဝင်နိုင်ငံခြားကောင်းဆောင်29ဦးမေလ9ရက်နေ့မှာကျင်းပမယ့်စီးရီးပြချီတက်ပွဲကိုတက်ရောက်မယ်လို့ကရင်မလင်က အင်္ဂါနေ့မှာပြောပါဗျ။အဲ့ဒီအထဲမှာနိုင်ငံတကာကနိုင်ငံအဖြစ်အတိမတ်ပြုမထားတဲ့ပိုင်နက်နယ်မြေနှစ်ခုလည်းပါဝင်ပါဗျ။အဲ့ဒီစီးရီးပြပွဲနဲ့ပတ်သက်လို့မှန်းဆပြောဆိုမှုတွေလည်းပေါ်ထွက်နေတာပါဗျ။ အဲ့ဒါဟာအခုထိကျင်းပပြီးသမျှထဲမှာအကြီးကျယ်အခမ်းအနားဆုံးဖြစ်မယ်လို့ရုရှားကပြောထားပါဗျ။ဒုတိယကမ္ဘာစစ်မှာ နာဇီဂျာမနီအပေါ်ဆိုဗီယက်ကအောင်ပွဲခံခဲ့တဲ့အထိမ်းအမှတ်ဖြစ်ပြီးယူကရိန်းမှာတိုက်နေတဲ့သူ့တပ်ဖွဲ့တွေအတွက်ထောက်ခံမှုရစေဖို့လည်းဖြစ်ပါတယ်။အခမ်းအနားမစတင်ပြီး၃ရက်လိုအင်ကာနီကမော်စကိုကိုကီဖ်ကနေဒရုန်းတွေနဲ့တိုက်ခိုက်ထားပါရယ် တရုတ်အီဂျစ် VNN မြန်မာနဲ့အရင်ဆိုဗီယက်ပြည်ထောင်စုအဖွဲ့ဝင်ဟောင်းနိုင်ငံအများအပြားအပါအဝင်73နိုင်ငံကတပ်ဖွဲ့ဝင်တွေရင်းမြစ်နီမှာကျင်းပမဲ့စစ်ရေးပြခြိတက်ပွဲမှာပါဝင်ခြိတက်ကြလိမ့်မယ်လို့ကရင်မလင်လက်ထောက်ယူရီဥရှာကော့ဖ်ကပြောပါတယ်။မော်စကိုရဲ့ယူကရိန်းထိုးစစ်၃နှစ်ကြာချိန်မှာအဲ့ဒီပွဲကိုကျင်းပတာဖြစ်ပါတယ်။ ရုရှားစစ်သားတွေနဲ့အတူယီမင်နီမှာချီတက်ခြင်းမပြုဖို့ကီဖ်ကနိုင်ငံခြားတပ်ဖွဲ့တွေကိုအင်္ဂါနေ့ကတတိပေးထားပါတယ်။အဲ့လိုချီတက်ခြင်းဟာမော်စကိုရဲ့ယူကရိန်းမှာပြုလုပ်နေတဲ့လုပ်ရက်တွေအတွက်တာဝန်ရှိမှုကို မျှဝေယူရာရောက်တယ်လို့ပြောထားပါတယ်။ဆာဗီယာတမရာအလက်ဇန်ဒါဗူဒစ်နဲ့ဆလိုဗက်ကီးယားဝန်ကြီးချုပ်ရောဘတ်ဖီကိုတို့နှစ်ဦးတည်းသာအဲ့ဒီအခမ်းအနားကိုတက်ရောက်မဲ့ဥရောပကခေါင်းဆောင်တွေဖြစ်ကြပါတယ်။ ဖီကိုဟာဘရက်ဆဲရဲ့မတက်ရောက်ဖို့သတိပေးချက်ကို အာခံကတက်ရောက်ခဲ့တာဖြစ်ပါတယ်။ဆယ်စုနှစ်ပေါင်းများစွာရံဘတ်ဖြစ်ခဲ့တဲ့အာမေးနီးယားနဲ့အဇာဘိုင်ဂျန်ကခေါင်းဆောင်တွေလည်းစစ်ရေးပြပွဲကိုတက်ရောက်ကြမှာဖြစ်ပြီးရုရှားကို ထောက်ခံတဲ့ဂျော်ဂျီယာခွဲထွက်နယ်မြေတွေဖြစ်တဲ့တောင်အိုဆက်တီးယားနဲ့အက်ခါဇီယာတို့ကခေါင်းဆောင်တွေလည်းတက်ရောက်မှာဖြစ်ပါတယ်။အဲ့ဒီနယ်မြေတွေကိုတော့နိုင်ငံတကာအတိုင်းဝိုင်းကအတိမတ်ပြုထားခြင်းမရှိပါဘူး။ အင်ဒိုနီးရှားဘာနီကာဖာဆိုဘော့စနီးယားဗီယက်နမ်အီဂျစ်ဇင်ဘာဘွေအီရက်ကွန်ဂိုမြန်မာကျူဘာအီသီယိုးပီးယားနဲ့အီကွေတိုရီးယဲဂီနီတို့ကကောင်းဆောင်တွေလဲအလေအာရှဒေတာကရုရှားရဲ့အစင်လာမဟာမိတ်တွေနဲ့အတူစီးရီးပြပွဲကိုပါဝင်တက်ရောက်ကြလိမ့်မယ်လို့မော်စကိုကပြောထားပါတယ်လောကမီယာရဲ့ဆက်လက်ရည်ရွယ်ချက်တွေဖို့ပြည်သက်တွေ ထောက်ပံ့ပေးမှု 好，那基本上就完成拍照。没什么特别要注意的地方，妈妈会变成你，鼓励家长们把照片拍漂亮一些。